အားလုံးပဲမင်္ဂလာပါခင်ဗျာမမေဆာဒီနေ့ကတော့မဘာမစ်အင်ပရီယယ်မန်ယူရဲဟိုးလောင်းလောင်းအကူရောနော်ဗမာအာနန်တွင်းတော်ဝင်အစားအစာတွေကိုစားမှာဖြစ်ပါတယ်အဲ့တော့မြန်မာလူမျိုးဆိုတော့မြန်မာအစားအစာကိုနိုင်ငံတကာတည်လာအောင်လို့ကိုကဂုံယူစွာနဲ့စားပြရမှာနော်အဲ့ဒါမှကိုယ့်ရဲ့မြန်မာအစားအစာကိုကဘာတည်လာပြီးတခြားနိုင်ငံတွေကိုရဲကိုရီးယားနိုင်ငံရဲ့ယဉ်ကျေးမှုကို copy လုပ်လို့မရဘူးအဲ့တော့မင်းဆန်ကဒီနေ့ဗမာလာစားလဲဆိုတော့ဒီကဖေးတန်လွင်ဆိုတဲ့ဆိုင်လေးမှာလာပြီးတော့စားပါအဲ့တော့ဟိုဟိုးအရင်ခေတ်တုန်းကဘယင်းနေစားခဲ့တဲ့ အစားအစာတွေပေါ့နော်အဲဘယ်လိုရှိမလဲဆိုတော့ရင်ခုန်နေအခုမင်းတို့စားတဲ့သမင်းနဲ့ဟင်းနဲ့အရင်ခေတ်ကဘယင်းတွေစားတဲ့တုံဝင်စားဆိုင်နဲ့ဘာတွေကွာလဲဆိုတော့မင်းတို့စားကြည့်လိုက်အောင်ဒီနောက်ဆုံးဘယင်နေဆက်ဆိုတော့ကျွန်တော်1885ကျွန်တော်အခုရှိနေ2025ဆိုတော့အများသောအဖြစ်ကျွန်တော်အများဆုံးဆိုရင်ကျွန်တော်နှစ်ပေါင်း100ကျော်လောက်กว่าဟာနေတော့ကျွန်တော်ဒီအထောက်ထားကျွန်တော်ရှာဖွေရတာအရင်ခတ်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဒီ management team ကတော့တရက်ပေါ့နော်ဒီ Facebook အသုံးနေနေကျွန်တော်တို့ဒီ Facebook မှာခဏဖတ်ပေါ်ဆိုတဲ့ဒီ content လေးတခုတော့တွေ့တယ်။ဟုတ်ဆိုတော့အဲ content လေးကိုကျွန်တော်တို့ဟိုစိတ်ဝင်စားနေလိုက်ဖတ်နေနေအဲ content အပိုင်းရှင်ကကျွန်တော်တို့ဒီမန္တလေးက size ဆရာငကြံနေပေါ့နော်။သူရေးထားတဲ့ content လေးဖြစ်တယ်ဆိုတဲ့ဟာလေးကျွန်တော်တော့တွေ့တယ်။တွေ့ပြီးနောက်ပိုင်းမှာကျွန်တော်တို့သူနဲ့ပြီးတော့စပြီးတော့ချိတ်ဆက်ပြီးတော့ကျွန်တော်ဒီအာဒီနန်းရင်းစားကြပေါ့ကျွန်တော်အဲ့ခေါ်ထုတ်ချင်နေဆိုပြီးကျွန်တော်သူနဲ့စပြီးတော့အာချိတ်ဆက်လိုက်တယ်။ချိတ်ဆက်ပြီးတော့နောက်မှာအဲ့အချိန်မှာကျတော့ဒီနေ့ကျွန်တော်ဒီအန်ဝေတော်တွေဒီပုံပုံအင်တော်တွေဆော့ဝါးတွေနဲ့သူ လိုက်လံပြီးတော့မေးမြန်းနေစုံစမ်းနေအဲ့လိုမျိုးသူကိုယ်တိုင်လည်းဒီစန်တာချက်ပြုတ်တဲ့ဟာတွေလောက်တယ်เนาะဆိုတော့ကျွန်တော်တို့အဲ့ဒီသူအဲ့ဒီစာရေးဆရာငယ်ချန်နေလည်းကျွန်တော်ချိတ်ဆက်ပြီးကျွန်တော်လေ့လာမှုတွေအတူတူစပြီးတော့ကျွန်တော်တွဲလောက်လိုက်တယ်နောက်တစ်ခုကဒီကျန်းကိုပဲကျွန်တော်မှီရမ်းလိုက်တယ်ဘောနော်ဇတော်ချက်ကျန်းဆိုတာလည်းကျွန်တော်သူ့ရဲ့မူရင်းပင်မူကတော့တသက်တော့ရှိတယ်ဘောဆိုတော့မူရင်းပင်မူကိုပဲကျွန်တော်မှီရမ်းပြီးတော့အာချက်ပြုတ်ဒီစားကြရတဲ့အကောင်တော့ကျွန်တော်ချက်ပြုတ်လိုက်တာဖြစ်တယ်ဘောဆိုတော့တက်ဆက်ထဲမှာပဲကျွန်တော်ဒီ အဲစတော်ချက်ချမ်းဆိုတာလေတကယ်တမ်းဆိုရင်ကျွန်တော်တစောင်းမကောက်ဘူးเนาะအများကြီးရှိနေနိုင်တယ်ပေါ့ဒါပေမဲ့ဟုတ်ဟိုအဲ့ဒီမှာမှကျွန်တော်ဒီရတဲ့အချက်လက်တွေကိုကျွန်တော်တို့လေးလံမှုတွေလောက်ပြီးတော့ကျွန်တော်ဆက်လက်ချက်ပြုတ်တာဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်အရင်တော့ကျွန်တော်ဒီနန်းရင်းထဲမှာဆိုရင်ကျွန်တော်ဒီ support ဆောင်းမှာပေါ့เนาะ support ပေါက်ပေါင်း100ရှိရလို့ကျွန်တော်တို့လေးလံတွေးရှိရပေါ့အဲ့ support ပေါက်ပေါင်း100ကိုမှကျွန်တော်အဆောင်လေးဆောင်ပြန်ပြီးခွဲတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဘာကြီးပါမလဲဆိုတော့ကျွန်တော်ဒီပမပွဲတော်ရှိမယ်ယူရီးယားပွဲတော်ရှိမယ်ရှမ်းပွဲတော်ရှိမယ်အဲပြီးရင်ကျွန်တော်တို့ဒီ ကလပ်ပွဲတော့ပေါ့နော်နောက်ပြီးတော့တနင်္လာနေ့ဆိုမီစင်မပွဲတော့ပေါ့အဲ့လိုပဲပွဲတော့ရှိတယ်နောက်ပြီးတော့ကျွန်တော်တလုတ်ပွဲတော့ဆိုတာမျိုးရှိတယ်တလုတ်ကကြောက်ကျွန်တော်အခုခေတ်ဟိုအတုံးလုံးနဲ့ဆိုတရုတ်လို့ပြောတယ်တရုတ်ဆိုအဲ့လိုတလုတ်ပွဲတော့ရှိမယ်ပြီးမှကျွန်တော်ဒီအာတခြားပွဲတော်တွေလည်းရှိမှာပေါ့နော်ဆိုတော့တို့အဲ့ပွဲတော်အများကြီးနဲ့အများကြီးနဲ့မှမှတို့ပြန်ပြီးတော့တစ်ခုချင်းပြန်ပြီးတော့ဆက်သွားကြရအောင်လို့ဖြစ်တော့ မင်းနန်းနွင်းစားစားစားမယ်ဆိုပြီးအရင်ဆုံးလာချပြီးပမုတ်ချပြီးမင်းအန်အောပါနော်နန်းနွင်းစားစားစားမယ်ဆိုပြီးဘာလို့ပမုတ်လာချပြီးရလဲဆိုတော့သူရှင်းပြရတယ်ချားလေးရှင်းပြရဟိုးအရင်ခက်ခဲတဲ့ကဘယင်းနေခက်ခဲတဲ့ကဒီဟိုမင်းနှုံးမင်းခက်တဲ့ရပါနော်ဒီနန်းနွင်းထဲမှာဒီအနောက်တိုင်းရင်ကျင်းမှုအာအနောက်တိုင်းစားစားတချို့ကရောက်ရှိနေပါနော်ဆိုတော့အဲ့လိုမျိုးအမ်ဘယင်းနေကဟိုအနောက်တိုင်းကဧည့်သည်တွေတန်မတ်တွေအမတ်တော်အမတ်ကြီးတွေလာလို့ရှိရင်သူကဒီပမုတ်တွေချပြီးတော့အဲ့ခံပြီးကျွေးလေးရှိတယ် စိတ်ဝင်စားကြအခုဒီတော်ဝင်နန်းတွင်စားစားတွေကိုချက်တဲ့ EC ကမိတ်ဆိုင်နေတဲ့ခါလဲရှင်းပြပေးဆိုတော့ဒီတော်ဝင်စားစားတွေကိုချက်တဲ့အခါမှာသူကအဲ့ခေတ်တုန်းကလို့ Achinomoto လို့ပါလို့မရှိသေးဘူးဒိုင်ဂျီလို့ပါလို့မရှိသေးဘူးအဲ့တော့ကဘာတုံးလဲဆိုလို့ရှိရင်တရားငကြင်းရယ်ငခုရယ်ဟိုမှตัวหลุมงาตาหม่มบ่เนาะเปลี่ยนลงท่าตัวเนี่ยฉูยะตาตัวพี่เองเงยยะตาตัวกูจ้ะรองาซ้าเนี่ยบ่เนาะกระเป็ดต้งน่ะเนี่ยตัวงาซ้าเนี่ยเยพี่เองงะปี้เย အစားနဲ့လည်းလုပ်တဲ့အပြာကြီးအားတွေသုံးသုံးလေးသုံးလားရှိပြီးလို့ရှိရင်ဒီရှစ်ခက်ဒီနန်းနွင်းဘရင်တွေကကြတော့သူကအဲ့လိုကြက်မကြီးကိုလိုက်စားတော့အရသာကိုအဲ့လိုမျိုး strong ဖြစ်နေမှာမရှိဘူးအရသာ mind ဖြစ်ဆိုတော့ဟိုမင်းမင်းတို့ပုံမှန်မြန်မာတွေစားတဲ့ပါဇက်နဲ့နည်းနည်းကွာမယ်လို့တော့ထင်တယ်တော်တော်စိတ်လှုပ်ရှားနေဘယ်လိုလာမလဲဆိုတော့အဲ့ဒါကြတော့ခနုံတုတ်ပေါ့နော်ခနုံတုတ်ကတော့ကျွန်တော်တို့ဒီ distribution နဲ့လက်ထက်က ယူရီးယားနေပြီးဆစ်ရှုံးပြီးပါလာတယ်ယူရီးယားစပူဘူးတွေကကျွန်တော်နန်းရင်းကအင်းဝါမှာရှိရဲဘီယင်တွေကိုစက်တာတဲ့အခါမှာဒီချိန်ကလေးစားတော့တခုပေါ့နော်ဟုတ်ကဲ့အနေရောသဝိုင်းဝင်နေလို့ပဲပြောရမှာပေါ့နော်ဟုတ်တော့ချက်သားကိုပဲကျွန်တော်တို့လုံးစင်ပြီးတော့အရသာမို့လို့ပါနေပြီးတော့ချက်ဦးနေပဲပြန်ပြီးတော့လိတ်ခါဟုတ်တော့ချက်သားကိုတော့ပြုတ်လာချက်သားကိုလုံးလုံးစင်ပြီးတော့အရသာတိုင်းနေပြီးတော့ချက်ဦးနေပဲပြန်ပြီးတော့လိတ်ခါနော်ပေါ်ကနေရောကျွန်တော်ကတော့ဒီတက်ချာလို့ပြောင်းတော့အဲတိုမီတိုဆယ်ဆာနဲ့ကျွန်တော်ခရစ်စပီရတာပေါ့အောင်ဆိုတော့ခေါက်ဆဲကြော်လေးတင်လာပေးရအောင်အခုလုံးတော့စားလို့ရတယ် ။ plane တွေမှာစပြီးတော့ပြောရမယ်ဆိုတော့ plane တွေမှာကျွန်တော်ဒီ band လေးတွေသုံးတာကြောင်းရရကြတော့အရင်တော့ဘီရင်တွေကဒီကြော်ပဲစားထွက်တဲ့အခါသူအပြင်သွားစားတော့ပွဲတော်ဦးတွေဆက်တာတဲ့အခါမှာပေါ့နော်။ပရင်ကျိုးနဲ့ခြီရတဲ့ပရင်ကျိုးနဲ့ခြီရတဲ့ခြီပြီးတော့တည်ရတဲ့စပယ်ဘန်းကုန်းတွေ ပွဲတော်တွေထိတ်မှချီဆွဲရလို့ပြောသိရတယ်ပေါ့နော်။အော်ဟုတ်။အနေနဲ့ကင်းတာလည်းတချောင်းပေါ့ဒီအလအနေနဲ့ဒီပရိသတ်ဖြစ်တယ်ဆိုတော့ပြောကြတာ။အဲကြောင့်မကျွန်တော်ဒီမှာ plate နေနေတဲ့ပန်းလေးကိုတုံးလာလို့ပေါ့နော်။ပန်းလေးတော့ပန်းလာကြတော့ဒီတခြားဟိုအဆင်ရှိတဲ့ပန်းတွေပဲဖြစ်မှာဖြစ်လို့ဆိုတော့ evil flower ဖြစ်တယ်ဒီတဝယ်မိုင်းနဲ့ကျွန်တော်ဂျာပန်လို့ပြောလို့တုံးလာပြီ။အဂျာပန်လည်းစားလို့ရရနော်။အဲဒါလေးစားကြည့်လိုက်ပါ တခုကကြတော့တက္ကရာပါစကားပေါ့နော်တက္ကရာပါစကားပဇွန်တို့ခင်ပေါ့နော်တော့ကြတော့ပဇွန်ကိုကျွန်တော်တို့လုံးစင်ပြီးတော့မပြောသေးနဲ့ပြောပြီးတော့မပြောသေးအခွန်ပေါ်မှာပြန်ပြီးတော့ခင်ထားပြီးတော့ဘာဖြစ်လို့ခင်ထားပြီလဲဆိုတော့ကျွန်တော်ဒီအစားအသောက်တွေကအမီးဥရှိန်နဲ့ဓာတ်ထိတွေ့တဲ့ခါကြလို့ရှိရင်ကျန်းမာရေးအတွက်မကောင်းဘူးဆိုတော့လည်းရှိတယ်ပေါ့နော်အဲ့ဒါကိုလည်းရှင်းပြနေရတီးရခဲ့ဟန်နေရတယ်ပဇွန်ရဲ့နူးညံ့မှုလည်းမပြောက်ဘူးမပြောသေးနဲ့လည်းတင်းအောင်လို့ဆိုတော့ကျွန်တော်မပြောသေးခွန်ပေါ်မှာတင်ထားပြီးတော့ဩဘုရားအဘွားဖယ်စားအဘွားကပဇွန်ကတော့ plate နေနေပြင်ထားပြီးတော့ပြင်နေပြင်နေဒီတိုင်းလေးပဲကိုချစ်စားလို့ရတယ်မပြော ีกว่างับย้อก่อนเนาะกับย้อก่อนแล้วตรงเว้นซ่าใส่มาประตูเนี่ยงับย้อที่อยู่ลุงยูซ่าไหมโอ้ซึ่งน่าทำเนาะแต่ข้าวผมจะเอาซ่าที่ไหนมาซ่าที่ไหนมาเองงับย้อกินกับโย่ปะกูมีพอกเถอะแน่เลยอ่ะเต้นเต้นเล่นหวยน่ะเป็นคนอะไรยูจูปะโซ่เนี่ยโชว์ด้านเนี่ย မပြောသေးရတာတော့သိမပေါ့ဘယ်စုံရဲ့အချိုရတာပုံများ၆ရက်မိုးနေကကြောပေါ့၆ရက်၆ရက်မိုးနေကကြောဒီကောင်ကတော့အင်တော်ရီရပဲကျွန်တော်တို့သိရတဲ့အစားတောင်းတစ်ခုပဲပေါ့ခြေတုံးကဘီရင်စားရစားတာရှိတယ်၆ရက်ကိုဘာလို့နိုင်ရတယ်မိုးနေကပြီးကြောတယ်စားရဆိုတာသိရတဲ့အတွက်ကြောင့်ထဲထားပြီးတော့ဩ၆ရက်ကိုမှမိုးနေကပြီးကြောရတယ်မိုးနေကပြီး၆ရက်ကြောပေါ့၆ရက်ကြောပေါ့ ခက်ခါကြတော့ကျွန်တော်ဒီနန်တွင်ဝတ်ဆူကြော်ပေါ့နော်ဝတ်ဆာဝတ်သားကိုပဲဝတ်ဆာဝတ်ဆာကြော်ပေါ့ဝတ်သားကိုပဲကျွန်တော်ဒီနိုးနိုးစင်ကြီးရလာပြီးနေပြီးတော့ချုပ်နေမုန်းနေကပ်ပြီးတော့ကြော်လာပြီးအောင်ဩဒီကောင်အစားစားကကြတော့နန်းဆွေမကွေးနေပြရအရန်ချိုင်းနေတဲ့ခဲ့တဲ့အစားစားလို့ပြောရအောင်ဩနန်းဆွေမီဒီယာရေးမီဒီယာရေးဆိုတာဒီဘောမင်းရဲ့မီဒီယာရေးတပါလို့ဩဒီဘောမင်းရဲ့မီဒီယာချိုက်တဲ့ဒါဝတ်ဝတ်ဆူကြော် ဟုတ်ကဲ့ဘယ်ဆိုလဲအရင်ခက်ခက်ပြင်နေရစားကောင်းစားခဲ့ရတော့ထင်တာအရင်ခက်ခက်ပြင်နေရဟိုပုံမှန်ခမင်းနဲ့ခင်းနဲ့ပဲစားကြရတယ်ထင်တယ်ဒါမျိုးလေးပဲစားအော်အဆောင်ကြီးကဝေးတဲ့အခါကျလို့ရှိရင်အဲ့လိုမင်းသမီးတွေလို့အဲ့လိုမင်းသားတွေအဆောင်နဲ့ဆောင်နဲ့ဆောင်ပူးတဲ့အခါကျအဲ့လို စနက်ကီလိုမျိုးစားပြီးလိုမျိုးပေါ့အဲ့လိုစားရတယ်ဒီကောင်းလေးဆိုတော့နည်းနည်းစားခက်နေဘူးဘောင်းကြတော့အဲ့လိုမိုနစ်ကပ်ပြီးကြော်ရအောင်ဆိုကျွန်တော်ဒီလိုတက်တဲ့ယူပြီးစားတယ်နောက်ကတယောက်လိုက်ပြီးရတယ်ဒီလိုဆက်စားစားလို့ရစနက်ကီလိုမျိုးအရင်ခေတ်ကနန်းရင်းထဲမှာအဲ့လိုအဆောင်ဆောင်နဲ့ဆောင်ကူးတဲ့ခါမှာအဲ့လိုမျိုးတို့ကစနက်တင်တယ် fast food ပေါ့နော်တော်ဝင်တော်ဝင် fast food တော်ဝင် fast food လိုမျိုးစားကြကျွန်တော်တို့အေဒီနဲ့ထည့်ပြီးတော့ပဲဖြစ်ရဒါလည်းမင်းများသားဘိုက်ပြေပါစားပြေလို့မျိုးစားမိုက်အချုပ်ကကြတော့နဲကုတ်ကုတန်တာပေါ့နော် cô cung tàn đạo လို့ခေါ်တာပုတ်ကုပုတ်ကုတန်တာကျောက်မီးခင်ကျောက်တုတ်လို့လည်းခေါ်ရတာနော်သူ့ရဲ့ original ရတော့ကျွန်တော်ဒီကြောင်ပန်းရွက်ပါမယ်ကြောင်ပန်းရွက်တို့မျိုးကောင်းလို့ကျောက်ကိုဖောက်ပြီးတော့ကြောင်ပန်းရွက်တို့မျိုးကောင်းနဲ့ထည့်မယ်ခလောက်ပြီးတော့မှာအဖက်ကတော်ရဲ့ထည့်ပြီးတော့မီးချီစိုက်မီးခင်ရတယ်နော်အဖက်ကတော်ရဲ့ထည့်မီးချီလာစူပတ်လာပေါ်ရန်လေးစူပတ်လာရင်ဆိုတော့မှာစားလို့ရတယ်ဒီအဲ့တော့မှတော့ပြန်ထည့်လို့စားတယ်ဒါပေမဲ့လောလောဆယ်တော့ကြောင်ပန်းရွက်ကကျွန်တော်ရှာလဲဖြတ်သွားတယ်အနမ်းကလည်းစူးရတယ်အစ်မပြေပါဆိုလို့ဆိုပြီးတော့တခြားရွက်တစ်မျိုးပင်စိမ့်ထည့်တာပင်စိမ့်ထည့်တာကြောင်ပန်းရွက်နဲ့ဆိုတော့ ့သူကဝမ်းကင်လာလို့ဝမ်းကင်လာဝမ်းနေပါကောင်းတယ်ပေါ့နော်ဟုတ်ဟုတ်ဟောဒီတိုင်းဒါလေးနဲ့ခလောက်စားလို့ရတယ်ဘာလဲလို့မြင်ပါလိမ့်မယ်အိမ်မတော်မပါတော့တော့စားနေကြပုံကနေတည်းတက်ဥပောင်းတက်ဥပောင်းမှာသူကအပေါ်ကဒီ spice half step အရင်အနံ့မှွှေးမှွှေးလေးနဲ့ကျော်ပေါ့တိတ်တိတ်ဂုတ်ပါစကာတိတ်ဂုတ်ပါစကာလို့လည်းခေါ်တယ် ပုံမှန်ဆိုတော့သူကဟင်းနဲ့အဲနှစ်မျိုးပေါ့နော်အစာပြေအနေနဲ့ငဖယ်ပေါင်းငဖယ်ကျော်အဲ့လိုနှစ်ခုပြောရတယ်ပါဠိအဓိပ္ပာယ်ကတော့ကျွန်တော်တို့ပြန်လိုက်နေတော့နည်းနည်းလေးလွဲနေပြီဒီကောင်ရှာလို့မရဘူးလို့တိတ်ပြီးတော့မပြန်တော့ဒီကောင်တော့ဩသူကအာငဖယ်ပေါင်းငဖယ်ကျော်ရှိတဲ့ထဲမှာဒါကတော့ငဖယ်ငဖယ်တုပ်ငဖယ်ကျော်ပေါ့ငဖယ်ကျော်တော့ပေါင်းတာလားဟုတ်ကဲ့ပေါင်းပြီးတော့မှပြန်ကျော်တာပေါင်းပြီးပြန်ကျော်အစားတော့ဒီအရွက်ပါစားကြဒီအရင်တော့ကတော့ဒီတိုင်းပဲစားရတာဘေးနားအချင်းလိုမျိုးတော့မပေါဘူးပေါလားအော်ဒီတိုင်းပဲစားလိုက်အောင်လို့ဆိုပြီးတော့အချင်းလေးထည့်ထားပြီးပါဟုတ် ဒိုင်မဲစားကြည့်တယ်အခုခင်ငဖယ်နဲ့အရင်တော့ကတဝင်းငဖယ်နဲ့ပါသွားတယ်မသိငွားပါဘူးကျုပ်နော်ကျုပ်ပါနည်းနည်းလေးကျုပ်အနှစ်လေးတက်တာနည်းနည်းလေးပိုနူးညံ့သွားနေနေပို့စမှုပြောရအောင်စမှုပြောရအောင်ပျော်ပျော်ပြီးဝင်သွားလို့ပါလို့မဟုတ်ဘူးခံစားရအောင် ခုပထမပိုင်းအကြော်ဒီမြမနန်းတွင်အစာပြေပွဲတော်အုပ်လို့ခေါ်ပါတော့သူအစာပြေစားတဲ့အစာစား appetizer ပေါ့နော်ဆိုတော့အခုစားပြီးတဲ့ခါမှာဘာလို့သွားပြီးတော့တိလဲဆိုတော့ဟိုးအရင်ခေတ်ကဘယင်းနေစားရတယ်မှလည်းဟိုဘရသာလို့ yang strong ဖြစ်နေမှာပေါ့သူ smooth ဖြစ်ပြီးအေးစစ်ပြီးလို့ရှိရင်ဟိုအရင်တော့ထင်တာပေါ့နော်ဘယင်းနေစားရဆိုဘရသာတွေကဟိုဖြစ်တယ်လို့စားကြရလို့ထင်တယ်ဟိုဟိုကျုပ်ရှင်ကားတွေကလို့အသားတော့နေလို့ Skype ပြီးစားရပဲထင်တယ်မဟုတ်ဘူးသူတို့လည်းကောင်းကောင်းမွန်မွန်စားတယ်လေဟိုဘသားလုံးကြော်လဲရှိခဲ့တယ် ကျအူပေါင်းတို့ဘာလို့ကဟိုကိုယ်နိုင်ငံမှာလည်းရှိရပါဘောနော် Your Majesty ရဲ့မှာလည်းဟိုစအုပ်လင်းစပိုးအရင်ခေတ်ကသူတို့နန်းတွင်ကိုရီးယားနန်းတွင်စစအုပ်ချက်ခဲ့တဲ့စာအုပ်ကိုလေပြောက်သွားလို့လိုက်ရှာလေဒါဆိုရင်ဒါမြန်မာစားတော်ကြံဒီစာအုပ်ဆိုလည်းတေချာလောက်ထားတယ်ပြီးဒီမှာချက်တဲ့အစားတောက်တွေကလည်းသူက fact check တွေပြန်လောက်ထားအောင်နော်ဟိုးအရင်ခေတ်ဘရင်တော့ကနန်းနန်းတွင်နေရအဆွေတော်မျိုးတော်တွေနဲ့ ြန်မေးပြီးတော့မှဒေချာချက်ပြုတ်တာပြီးရှမ်းဆော့ဘွားတွေရဲ့အနှွေတော်တွေရှိတယ်အနှွေတော်တွေနဲ့ဒေချာချက်ထားဆိုတော့သူအရသာတွေကဒေချာပတ်ချက်လုပ်ထားပါတော့ဆိုတော့ဒီစာအုပ်ကတော်တော်တမိုးရှင်